နာရှင်นี่ကိုတံပေးမယ်ဒီလိုဝေဒနာရှင်นี่ပြင်ရမယ်ယောက်ျားကမိန်းမများဖြစ်ခြင်းလို့ရှင်ဒီကောင်ချက်နားရရမယ်ယောက်ျားများမိန်းမများဖြစ်ခြင်းဒီကောင်ချက်နားရရမယ်ဒီလိုဝေဒနာကိုဘယ်လောက်ရှိတယ်ဆိုပြီးပြီးသိနိုင်ပါဝေဒနာဘယ်လောက်ရှိတယ်ဆိုတော့သိမှုပါလားသိနိုင်ပါဝေဒနာဖြစ်ကြောင်းသိမှုသိနိုင်ပါ ဝေဒနာချုပ်ချောင်းပြီးမှုဝေဒနာရဲ့ဆုံးရချုပ်ချောင်းအကျင့်ပြီးမှုလေးနာလားဝေဒနာကြောင့်ဇာယံမှုပေါ်လာပြီးမှုဝေဒနာကြောင့်အပြစ်ကျင်လာပြီးမှုဆောင်းနာမှာဝေဒနာကြောင့်ဆုံးမြောက်တာပြီးမှုခန္ဓာမှာတာဟောလေဒါဝေဒနာဟောတဲ့ဉာဏ်ရည်လေးဒီတိုင်းမှာကိုမှတ်ရမှာရုပ်လေးဒီတိုင်းခုနှစ်ချက်ရှိမှာ ဝေနာသိမှုဝေနာဖြစ်ကြောင်းသိမှုဝေနာချုပ်ကြောင်းသိမှုဝေနာရိတ်ချုပ်ရချုပ်ကြောင်းအကျင့်သိမှုဝေနာကြောင့်ပါရမှုပေါ်ပေါ်သိမှုဝေနာကြောင့်ပြည့်စင်လာသိမှုဝေနာကြောင့်ဆုံးရောက်တတ်သိမှုဝေနာပါဘာလို့ပြန်လဲပြေထားမယ်တဲ့အဲ့တော့ဝေနာသိမှုတက်တာပါဆိုတော့ ေနာဆန့်ပြီးပြောမယ်ဆိုလို့ရှိရင်မျိုးလုံးမှာလည်းဝေဒနာပေါ်လာနားမှာလည်းဝေဒနာပေါ်လာနှာခေါင်းမှာပေါ်လာပဲလျာမှာကိုယ်မှာပေါ်လာပဲဝန်းထဲမှာပေါ်လာပါဒါဝေဒနာစိတ်နှပ်ပေါ်လိုက်တော့ဝေဒနာချက်မျိုးရှိတယ်လို့သိချင်တယ်မှန်ပါ နာပါရဝေနာနာမပါရဝေနာနှခေါမပါရဝေနာလျာမပါရဝေနာဘူမပါရဝေနာဝနဟာရယသူပါရဝေနာလို့ဝေနာ၆မျိုးသိရမယ်ဒီ၆မျိုးကိုသိထားရမှာဟောဝေနာ၆မျိုးရှိတယ်ဘုဒ္ဓခန္ဓာဝေနာခန္ဓာဆိုတာဝေနာ၆မျိုးတွေရှိနေတာကိုလို့သိရမယ်လို့တန်ရွာရီတို့ကဟောထားတယ် အဲ့ဒါဒီဝေဒနာလေးတော့သိပါပြီတဏ္ဍာမတ္တအောင်မြင်ပြီလို့ဆိုကြပါစို့ဝေဒနာပါဏမေရှိဟုတ်ပါပါဆောင်းမျိုးရှိတယ်ကိုယ်ခန္ဓာတိုင်းဆောင်းမျိုးရှိတယ်လို့သိထိုင်တာပြီးတာပဲဝေဒနာဖြစ်ကြံ့ပြီးနှစ်နံပါဆိုတော့ဒီဆောင်းမျိုးဝေဒနာတခါတည်းမှတ်သားအဲ့ဒါမှာပေါ်တဲ့ဝေဒနာဖတ်တာကြောင့်ဒီမနှောမှာပေါ်တဲ့ဝေဒနာဖတ်တာကြောင့်အကုန်ဖတ်တာကြောင့်ဖြစ်တာပဲဖတ်တာဖြစ်ရဝေဒနာကြီးမှတ်တယ် ဲငါထုတ်ချောင်းပြီးဘူးဒါကဖြစ်တာသိတယ်။ဆက်နာမှာနှစ်နာမပြီးတော့ဘူးနော်။ပြီးပါပြီ။သုံးနာမှာကိုပြောမယ်။ဝေဒနာချုပ်ချောင်းသိမှုသုံးနာပါလို့ဆိုထားတယ်ခဏငါရှင်းပါ။အင်းခတ္တကချုပ်လို့ဖြေကြရတယ်ဒီလိုဖြစ်တယ်ဆိုတော့ခတ္တချုပ်ရင်သူဆိုအောင်။ဆိုပါဘူး။ခတ္တချုပ်ရင်ဝေဒနာရည်ဟာဆိုပါဘူး။သူခတ္တချုပ်ရင်သူဝေဒနာချုပ်ရမယ်ဆိုတာမှတ်ထားလိုက်တော့။ဟော။အဲ့ဒါကိုယ်ကမှတ် ဖြစ်တယ်လည်းဖတ်တယ်မနေ့ကဟောတဲ့တရားတွေထုတ်တာလည်းဖတ်တယ်ထုတ်လို့ထုတ်တာဒီလိုမှတ်ထားလိုက်တော့ဘုရားသုံးချက်ပြီးသွားတယ်ပြီးတယ်ဘုရားထုတ်ရချုပ်ကြောင်းအကျင့်တွေလင်းလာတာထုတ်ရချုပ်ကြောင်းအကျင့်တွေမူကလင်းလာပါတို့ရချုပ်ကြောင်းအကျင့်တွေမူကလင်းလာပါလို့မှတ်ထားလိုက်ပါလင်းလာပါ ါးရှင်းတယ်မဂ္ဂင်၅ပါးနဲ့ကျင့်ရမယ်လို့မင်းတို့မှတ်ထားလိုက်ရင်ပြီးတာပဲဒီဝေဒနာလေးပေါ်လာတယ်ဖြစ်ပြီးဖြစ်တယ်လို့သိတာမဂ္ဂင်ကသိတာအဲ့ဒါဒီမဂ္ဂင်နဲ့ဒီမင်းတို့ကဒီဝေဒနာပေါ်ပေါ်၆ပါးဉာဏ်နဲ့ဘောဘောကွာအခုဒီပေါ်မှာပဲအပေါ်ရတယ်လို့ပြတဲ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 ့လို့မင်းတို့အလုံးလုံးတယ်လို့သိနေရမှာ ဖြစ်တဲ့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 လို့သိနေရမယ်သိနေတာဘာနဲ့သိနေတာတော့ဆိုမိုက်ရင်နဲ့သိနေတာသိတာဘာနဲ့သိမိုက်ရင်နဲ့သိနေတယ်လို့ကျွန်တော်ကမှတ်ထားတယ်ဖြစ်ပြဲမဲ့ဖြစ်ပြဲမဲ့ဒီလိုသွားဆိုးဆိုးကြောင်ကျင့်မယ်ဝေနခန္ဓာကြည့်အောင်ခြင်းဆိုတော့ဆက်ကမနခန္ဓာကြည့်ဝေနခန္ဓာ ဝေဒနာဆောင်ရွက်ရှိဝေဒနာတွေကုန်ချုပ်သွားမှရတယ်ရှင်ဗာကျန်ရဲ့ဆက်ရှိတယ်အာမေနဩတဲ့အဖြစ်ဒုက္ခသစ္စာတွေချုပ်သွားတာဒုက္ခသစ္စာတွေချုပ်သွားတယ်အဲ့ဒီကြောင့်ပြင့်မှာဆိုတာနော်ဝေဒနာရဲ့ဆဲတဲ့ကြောင့်ပြန်ပြီးမူဆိုတော့မိုက်ကနေပြင်ရမှာလို့သိရမယ်။ဘယ်လိုပြကြ။မိုက်ကနေပြင်ရမှာပဲလို့သိရမယ်။ ကဲတဲ့ဒီဝင်လာတဲ့အဲ့ဒါကြောင့်ကျင့်မကျင့်ရပါဘူးအဲ့တော့မကျင့်တော့ဘူးအချို့ကကြောင့်ကျင့်မကျင့်တော့ဘူးဆိုရင်ဝေဒနာကြောင့်အတ္တရာဖြစ်မယ်သာမှုလားဝေဒနာမကြောင့်လို့ဆိုတော့မြင်ရတာကောင်းတယ်ဆိုတော့သာမှုလားမလားဘူးသာမှုနိုင်ဒီဝေဒနာဥပါဒဏ်တွေကလာပါဘူးလာမှာပဲ ဒီသနာလာမှာဆိုလို့ချိုးအပ်ကြောင်းပြင်ကျက်မှာပြောတာဟုတ်ဒီသနာလာမှာဆိုလို့ပါချိုးအပ်ကြောင်းပြင်ကျက်မှာဒါကြောင့်ဩမကျင့်လို့ရှိရင်သာမှုလာတော့မယ်သာမှုလာလို့ရှိရင်ဖြင့်သူဒုက္ခရောက်တော့မယ်ဆိုတာမသိကြဘူးလားဒါကြောင့်လေနံပါတ်ကောင်းနေတယ်ပြင်မြင်ချင်းရတယ်ငါဟောနေတာလေနံပါတ်ကကိုအဓိကထားဟောနေတာဟုတ်ပါဘူး ါပဲဆိုရဆိုကြအောင်အပြင်အကျင့်ကိုမသိရတော့ပါဘူးဆိုရင်ဝေဒနာကြောင့်ကာယမှုတဏှာလာတော့မလာဘူးဒါအပ္ပါဒါခေါ်တာပဲအဲ့တော့ဝါကာရလာလို့ရှိရင်ဖြင့်အာရိမဝဆိုတဲ့အပြင်ကပြင်တော့မှာပဲပြင်လို့ပြင်မှာပဲအဲ့ဒီမှာပြန်လာလို့ဆိုရင်တဏှာဝရံကံစားပြီးဆိုတာမရဏဆိုတဲ့ပြည့်တည်ပဲနေတယ်။အဲ့ဒါကလာလို့ရှိရင်အရင်းဝအနောက်ကလိုက်တယ်။မလိုက်ဘူး။ ်ပါရှင်းမင်းနော်အသာရလိုင်းအရိမနောက်ကလိုက်တော့မှာပဲအရိမဆိုတာပြည့်စင်တာတွေလိုက်တော့မှာပဲအပြင်မရှိမဖြစ်ဘူးပေါ့မရှိမဖြစ်ဘူးဆိုတဲ့အိပဲရှင်းရှင်းလေးမှတ်ထားပါဦးဟောင်းပြီဒါပေမဲ့ဒီကရင်းကမသိဉာဏ်မှဘူးဆိုလို့ရှိရင်ပြန်လည်းမင်းတို့ဆုံးမြောက်ကြအောင်လုပ်ရမယ် ဆုံးလုပ်မယ်ဆိုလို့ရှိရင်ဖြင့်ခုနကသရုပ်ခါချက်ပြန်ကြိုင်းဘာလို့အောင်သရုပ်ခါချက်ပြန်ကြိုင်းဆိုသူပြည့်စုံတာပြန်ကြိုင်းမကင်ချပန်းနဲ့မကင်ချပန်းလို့ကိုပြန်ကြိုင်းရမယ်ဒီလိုဆိုလို့ရှိရင်မင်းဆောင်ရသွားမယ်အားရရဆောင်ရသွားမယ်ဟုတ်ပါဒါပြန်သံဃာရေးကဆောင်ရချင် ကြောင်းကိုလည်းသိရမယ်ဆိုတော့ဟောသုခကျက်ပြန်ခိုင်းနေထွမြောက်မှာပါပဲလို့ဆိုတဲ့ဥစ္စာသဘောပြအဲ့ဒါကြောင့်မင်းတို့ဒီတရားမှာဒါအလုတ်ရှင်ပြတယ်လို့မှတ်ရမယ်နော်အလုတ်ရှင်ပြတယ်လို့မှတ်ရမယ်တစ်ခေါက်ပြန်ပြောမယ်ဝေဒနာဝေဒနာသိမှုတဏ္ဍပါကိုဝေဒနာဗန္မေရှိအာဟုအဲ့ဒါတဏ္ဍမအောင်ဝေဒနာဖြစ်ကြောင်းသိမှုနှစ်နံပါတ်ဆိုဝေဒနာဖြစ်ကြောင်းဖြစ်တယ် ဖတ်တာဖြစ်တယ်အဲ့ဒါနဲ့နာမအောင်ကြတာပဲဝေဒနာဝိရိယဖတ်တာကြောင့်ဖြစ်တာပဲရှင်းလားဝေဒနာချုပ်ချုံပြီးမှုသုံးနာပါလို့ဟုတ်ကဲ့ဖတ်တာဆိုရင်ဖတ်တာဆိုရင်အဲရောချုပ်တာဖြစ်တာကရောဖြစ်တယ်ချုပ်တယ်ဗောရောချုပ်တယ်လို့ပေချာမှတ်ထားလို့ရှိရင်ဒါပြီးသွားတာပဲဝေဒနာရဲ့ဆက်ရချုပ်ချောင်းပြန်ပြီးမှု ိနံပါတ်ဟုတ်လားသုံးနံပါတ်ကိုချုပ်တာပြီးပြီးတာပေါ့ဘယ်နံပါတ်ချုပ်ရလဲဒီလိုချုပ်တဲ့ချုပ်မှာပဲချုပ်ရချုပ်ချောင်းချင်းကဘယ်လိုကြီးရမှာတော့လဲမဲလို့ရှိရင်မက္ကန်ငါပါမက္ကန်စပန်နဲ့ရှုပါဘယ်လိုလုပ်ကြမဂ္ဂနာဘောမဂ္ဂင်ရှိပါရှိပရမနာဘောနဲ့ရှိတော့အောင်မြင်နိုင်ရှိပါဖြစ်မှာပဲဒါပေမဲ့ချိုးရချိုးချောင်းချင်းပြီးပြီ ဒါလည်းနမမောင်မေးလို့မဟုတ်ဘူး။အာမေ။ကောင်းပြီဒါဖြင့်ဆွဲဆိုကြောင်းပြင့်ကိုမပြင့်ခဲ့လို့ရှင်ဘာဖြစ်မလဲ။ဝေနာကြောင့်ပါရမှုနောက်ပါလိုက်တော့။ဝေနာကြောင့်ပါရမှုနောက်ပါလိုက်။ပါရမှုနောက်ပါလိုက်ရင်ဒါဝေနာကြောင့်ဖြစ်တဲ့အတ္တရာ။ဒုက္ခသောမနာပါတယ်မလားဘူး။လာလို့ရှင်အမှုကသောမနာသနာကတဏှာဥပါဒံကံနေပဲနေတယ်။ဟုတ်ပါဘူး။အကုန်လုံးပါပဲ။ဒါဖြင့် ခြင်းနဲ့ဒွေနာကြောင့်အပြစ်သင်တာလည်းသိရမှာအရင်းတော်အပြစ်ကိုလည်းသိရမှာသိရမှာနော်အော်ဝိနာဒီကနေ့ကျပါလားဒုက္ခပါလားနတ်တပါလားဆိုရဲသူပြစ်တယ်သူမင်းသိပြီတရားဝိနာဒီနေ့ကျတရားအနိစ္စပြစ်ခြင်းငါပဲဒုက္ခပြစ်ခြင်းငါပဲအနတ္တပြစ်ဩဝိနာဒီပြစ်တယ်တရားပဲလို့မင်းတို့သိရမယ်ဘုရား နိစ္စဒုက္ခနာရှိတာဒီအပြည့်အပြည့်ဉာဏ်သိအောင်လုပ်နေတာသူစံကဘေးချမှအပြည့်ဉာဏ်သိအောင်လားအနိစ္စဒုက္ခနာအမြင်ပြည့်တယ်မင်းကဒီတိုင်းထားလို့ရရတယ်မရဘူးအနိစ္စဒုက္ခနာတရားအနိစ္စဒုက္ခနာတရားဖြစ်နေတာပဲအမြဲတမ်းပြည့်စင်နေတာပဲဆိုတော့မှတ်လိုက်ပါညမှာအဲဒီဒုက္ခနာသိလို့ရှိရင်ပြန်နေကရမထားတယ်ဝေဒနာမှဆွံ့မြောက်သွားမှာ ပြည့်စင်တာတွေကလူကျင်ရတယ်မလူကျင်တဲ့အခါကျလို့ရှိရင်မရတော့မရတော့ပြည့်စင်တာတွေလွန့်ပေါ်အဲပြည့်စင်တာတွေလွတ်သွားတာဒီမင်းတို့ကနိဗ္ဗာန်မှာသာမပါအဲဒါကမဟာဟောရာတော့ဆိုရင်းမိကြဝေဒနာကျင့်သောပုဂ္ဂိုလ်တွေအလုတ်ရှင်ကိုခေါ်တာ